အားလုံးမင်္ဂလာပါရှင်အခုပြပေးမယ့်ဗီဒီယိုလေးကတော့ပယ်သွားသွားပယ်လာလာကိုနဲ့မကွာအမြဲတမ်းစောင့်ထားတဲ့နဲ့ဆေးမျိုးစားလေးတွေကိုတခုချင်းစီရှင်းပြပေးမှာပါအားလုံးအတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေရှင်အထမဆေးမျိုးစားလေးကတော့အစာမချေလီထိုးလီအောင်အတွက်တတစီရဲ့ Tem C ဖြစ်ပါတယ်ဒီဆေးကိုတောက်တဲ့အခါတစ်ခါတောက်ရင်နှလုံးတောက်လို့ရပါတယ် နှလုံးကနေလေးလုံးထိတောက်တဲ့ခါမှာတိတတာစာမကြည်လီထိုးလျောင်ကိုပျောက်တာတွေ့ရပါတယ်။ဒုတိယဆေးမျိုးစားကတော့တဆားရီဖြစ်ပါတယ်။ဒါကတော့ကိုလက်ပင်မှန်ပြီးတော့တခြားနိုင်ငံတွေသွားတဲ့ခါမှာတက်စာဖြစ်တောက်လို့ရတယ်။ဆေးမျိုးစားဖြစ်ပါတယ်။တတိယဆေးမျိုးစားကတော့ Imodium ဆိုတဲ့ဝင်းသွားပျောက်ဆေးဖြစ်ပါတယ်။သူကဝင်းနဲ့ပတ်သက်ပြီးတော့ cramp ဖြစ်တာအမ်တတမ်တတမ်ရှိရတယ်။ဝင်းသွားရ ရက်တဲ့ဆေးဖြစ်ပါတယ်။ဒီဟာလေးကတော့ first aid antiseptic solution ဖြစ်ပါတယ်။အဲ့ဒါကတော့ minor cap တွေတဲ့ပေါ့နော်။ဒါရှာတာတို့ပုံနာပဲ့တာတို့ဆိုလို့ရှိရင်အဲ့ဒါလေးကိုလိမ့်ထားလို့ရှိရင်အပြင်မှာရှိတဲ့ bacteria တွေမိခိုင်ပိုးတွေမဝင်တော့ပါဘူး။အဲ့ဒါလေးလည်းစောင့်ထားသင့်ပါတယ်ရှင်။ဒီဆေးကတော့ Benadryl ဆိုတဲ့ allergy ပျောက်ဆေးဖြစ်ပါတယ်။ဒီဆေးကတော့ US မှာတော့အလွယ်တကူ အာစေးဆိုင်တွေမှာဝယ်လို့ရပါတယ်မြန်မာနိုင်ငံမှာတော့အလိုမျိုးမျိုးစားတူတဲ့ဆေးမျိုးဆိုလဲတက်တာပြောက်ကင်းမယ်လို့ထင်ပါတယ်ရှင်ဒီဆေးကိုလည်းမရှိမဖြစ်စောင့်ထားတဲ့နေရာမှာပါပါတယ်ရှင်ဒီဆေးမျိုးစားကတော့ဗာမီတုံလိုမျိုးကြိုက်ခဲပြောက်စီတိုင်လနောဖြစ်ပါတယ် US မှာတော့ဒီတိုင်လနောကို4000 mg ထက်ကျော်လို့မရပါဘူး4000 mg ထက်တစ်နေ့ကို ကျော်ပြီးတော့တောက်တဲ့အခါမှာမလို့အထက်ဘီထရက်ဆိုးကျိုးဖြစ်တယ် liver damage တွေအသေးအသေးပျက်စီးရတော့အသေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ဗာမီတွန်းလဲဒီလိုနီးပါးပဲဆီယံဝင်ရဲ့ညွန်ပြညွန်ကြားချက်တိုင်းတောက်ဖို့အရေးကြီးပါတယ်လို့ကြံ့ကြံ့ပေးပါစီရှင်။ဒီအားလေးကတော့မရှိမဖြစ်အမြဲတမ်းကိုယ်နဲ့စောင့်ထားသင့်ပါတယ်။အဲ့ဒါကတော့ honey plants bandage ဖြစ်ပါတယ်ရှင်။ဒီအားလေးကတော့ disinfectant wipe ကိုပြင်သွားတဲ့အခါမှာ public နေရာတွေမှာကိုညစ်ပတ်တယ်လို့ထင်တဲ့အခါ bacteria ရဲ့ germ တွေမကူးအောင်လို့တုံးလို့ရတဲ့ disinfectant wipe ဖြစ်ပါတယ်။သူကတော့99.9% viruses bacteria တွေကိုသိစေပါတယ်ရှင်။ ဒုတိယနောက်ဆုံးလေးကတော့ hand sanitizer ပဲဖြစ်ပါတယ်အထူးသဖြင့်ကိုကလက်ဆေးလို့မရတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ hand sanitizer လေးကိုစောင့်ထားတဲ့အတွက် bacteria ရဲ့ chance တွေကို99.9%လောက်တည်စီပြီးတော့ကိုအတွက်ကူးစက်ရောဂါတွေမပြန့်မှာဖြစ်ပါတယ်ဒါကတော့အကောင်းဆုံးကိုအတွက်ကာကွယ်တဲ့နည်းပေါ့နော်နောက်ဆုံးအနေနဲ့မရှိမဖြစ်လိုအပ်တာကတော့ mask ပဲဖြစ်ပါတယ်ဒီ mask ကိုတထားခြင်းဖြင့်ကိုကအပြင်းသွားတဲ့အခါမှာလူတွေအများကြီးရှိတဲ့နေရာမှာရုတ်တရက် လူတယောက်ကချောင်းဆိုးတာတို့တမမဟုတ်လို့ရှင်နာချီရာတို့ဖြစ်တဲ့အခါမှာ ကိုစီကိုမကူးဆက်နိုင်တော့ပါဘူးအဲအတွက်ကြောင့်မို့လို့ကိုကတရားရာခိုင်နှုန်းပိုးကူးတယ်ဆိုရင်တော့မှပဲမတ်စတာထားတဲ့အတွက်90ရာခိုင်နှုန်းလောက်ပဲကိုကပိုကူးနိုင်တော့မှာပါအဲအတွက်ကြောင့်မို့လို့ mask ကိုလည်းမရှိမဖြစ်စောင့်ထားတင်ပါတယ်ရှင်အားလုံးအတွက်ကြိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံး see you in the next video ပါရှင်